င်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်စီလို့ဖြစ်ကြပါတယ်မုံတိုင်းငယ်သတင်းမုံတိုင်းငယ်အခြေအနေ ဒီကနေ့မြန်မာစံတော်ချိန်စက်ကွန်30နာရီချိန်တိုက်ထွာချက်များအရကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လက်ရှိတဲ့မလကာရေလက်ကြားနီးမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာတိတိတတ်တာရွေလျားခြင်းမရှိဘဲဆက်လက်တည်ရှိနေပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကော့တောင်းမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်285မိုင်ခန့်မလေးရှားနိုင်ငံပီနယ်မြို့ရဲ့အနောက်နောက်မြောက်ဘက်ရေမိုင်55မိုင်ခန့်အင်ဒိုနီးရှားနိုင်ငံဘန်တာအာချိမြို့ရဲ့အရှိတ်ဘက်ရေမိုင်250မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံ ကာနီโกဘာမြို့ရဲ့အရှိတောင်ဘက်ရင်းမိုင်း465မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟုပြုတ်နေပါတယ်။မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားမယ့်အခြေအနေမရှိပါသဖြင့်အဝါရောင်ဆင့်ဟုတတ်မှတ်ပါတယ်။မုံတိုင်းငယ်ရဲ့တီနီယာဘိုချက်လီဖီးယားနဲ့လေတိုင်နှုံအဆိုပါမုံတိုင်းငယ်ဟာမြန်မာစံတော်ချိန်7:30နာရီချိန်မှာမျောလက်တီကျူ9.3ဒီဂရီနဲ့ အရှိတ်လောင်ကြီးကျု69.5ဒီဂရီမှာရှိပြီးဘိုချက်လီဘီယာ1006ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်တော့မှာတနင်္ဂနွေကိုမိုင်30နှုန်းခန့်ဖြစ်ပါတယ်။နောက်48နိုင်အတွင်းခမ်းမန်းချက်အဆိုပါမုန်တိုင်းငယ်ဟာအနားအနောက်မြောက်ဖက်သို့ယူလျနိုင်ပြီးနောက်48နိုင်အတွင်းပုံမုံအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိပေးနှိုးစော်ချက်အဆိုပါမုန်တိုင်းငယ်အချိန်ကြောင့်မော်တမာကွေမွန်တနင်္လာရီကန်ရရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်းပိုင်းရံခါမိုးသက်လေပြင်းများကြောက်ရောက်ပြီးလမ်းကြီးပါမယ်။မိုးသက်လေပြင်းကြဆင်းရေပြင်းပြင်းလေးဟာ တနအီကို35မိုင်အထိတိုက်ခတ်နေပါတယ်။လိုင်းမြင်မှာမော်တမခွေမွန်တနင်္လာကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပေမှာဆက်တပ်ပေးခန့်ရှိနေပါတယ်။အကြံပြုချက်ဒုဖြစ်ပါ၍မုံတိုင်းငယ်အချိန်ကြောင့်ပြည်ရင်းလေကြောင်ပြန်တန်းရေးမြမကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေငါးဘက်ရည်များတင်းမောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါတယ်။လေပြင်းအားနဲ့ရောင်းဝန်အချိန်နဲ့ဒီကနေ့မြမစံတော်ချိန်စက္ကွန်30နာရီအချိန်တိုက်ထွာချက်များအရဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ တရီလင်္ကာနိုင်ငံတောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝန်းဟာဆက်လက်တရှိနေပါတယ်။အစောပါလေပြင်းနဲ့ရဝန်းဟာများအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းအားကောင်းတဲ့လေပြင်းနဲ့ရဝန်းဖြစ်တော်လကောက်။နောက်48နာရီအတွင်းမုန်တိုင်းငယ်ဖြစ်တော်လကောက်ပုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေ6နာရီခွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းအောင်ရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အောင်မြောက်ပိုင်းနဲ့အလဲပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်ထက်မှတိမ်ထူထပ်နေပါတယ်။ မြန်မာနိုင်ငံပေါ်မှာတော့တနင်္လာရီတိုက်ဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းကျတဲ့အတူလေပြင်းတက်ကတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျွပစ်ခြင်းလျက်ဆေးလက်ခြင်းနဲ့မိုးတိမ်တွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အနှင်းငယ်မှာတိမ်အထင်အထင်ဖြစ်ထွန်းနေပါတယ်။အခုတည်းမြင်နေရတဲ့တိမ်နယ်ကြီးကတော့ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဆူလူပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုံနိုင်ငံကြောင့်ပဲဖြစ်ပါတယ်။အဆိုပါအပူပိုင်းမုံနိုင်ငံဟာအနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာမော်တမာခွေမွန်တနင်္လာရီကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်ပန်ရန်ခါမိုးသက်လေပြင်းများကြရောက်ပြီးလမ်းကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအိုက35မိုင်အထိတက်ခတ်နေပါတယ်။လိုင်းပြင်မှာမော်တမာခွေမွန်တနင်္လာရီကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပေမှာ7ပေခန့်ရှိနေပါတယ်။ချန်မြမပင်လယ်ပြင်မှာလိုင်းအသင့်တင်ရှိပါမယ်။လိုင်းပြင်မှာ ြောက်ဝါကျွန်းပေါ်ရခိုင်ကင်မရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနေပါတယ်။မနက်ဖြန်မွန်တက်ချိန်ထိခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရွက်ကြားမိုးတက်ချောင်းရွာနေပါတယ်။ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားတာယာပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းကယားပြည်နယ် နေပြည်တော်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာတိုင်အသင့်အတင့်ဖြစ်တော်မှာမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိုင်အသင့်အတင့်ဖြစ်တော်မှာမယ်။အနေဆောင်ပုံချိန်မှာ78ဒီဂရီဆက်စီရဲ့64ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးပုံချိန်မှာ37ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲတိုင်အထင်အထင်ဖြစ်တော့မှာမယ်။ အနိုင်စမ်းပုချိန်မှာ19ဒီဂရီဆက်စစ်ရဲ့66ဒီဂရီဖာနဟိုက်နဲ့အမြင့်ဆုံးပုချိန်မှာ37ဒီဂရီဆက်စစ်ရဲ့88ဒီဂရီဖာနဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအပြားတာယာပါမယ်။အနိုင်စမ်းပုချိန်မှာ78ဒီဂရီဆက်စစ်ရဲ့64ဒီဂရီဖာနဟိုက်နဲ့အမြင့်ဆုံးပုချိန်မှာ32ဒီဂရီဆက်စစ်ရဲ့90ဒီဂရီဖာနဟိုက်ရှိနေပါတယ်။ နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊နေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာညအပူချိန်များအနှဲငယ်လျော့နေနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။